အလိုအားလုံးမင်္ဂလာပါရှင်။ဒီနေ့ကတော့ဘန်ကောက်မြို့ရဲ့အထင်ကြီးတွေတဲကလူရမ်းစီကြတဲ့တရုတ်တန်းမှာရှောက်လဲပြီး street food တွေစားမှာပဲဖြစ်ပါတယ်ရှင်။စားစရာတွေကလည်းအများကြီးများပြီးစုံနေတာဆိုတော့ဘာတွေများ စားကြမလဲဆိုတာရှောက်လဲရင်းနဲ့ကြည့်ကြမယ်နော်။ထမအောင်ဆုံးအနေနဲ့ရောက်ချင်းဘိုက်ကလည်းစာနေပြီဖြစ်တာအတွက်ကြောင့်အာ အဲ့ဒီမှာတွေ့တဲ့အထူးဆန်းလေးပေါ့နော်ပိန့်ဥကြော်လေးကိုအရင်ဆုံးဝယ်စားဖြစ်ခဲ့ပါတယ်အဲ့ဒီပိန့်ဥကြော်လေးက short မျိုးနဲ့စားရတာပါတော်တော်လေးအရသာကောင်းပါတယ်ရှင်အဲဇနီးကတော့တော်တော်လေးကြိုက်ပါတယ်ပြီးတော့ seafood တွေဆိုတာမှာဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပါပဲအရန်ကိုတိုးကျိတ်ပြီးတော့ဒီဆိုင်လေးဆိုလို့ရှိရင်တစ်ခါသူ့စီမှာဝယ်စားဖို့ဆိုလို့ရှိရင်အာတုံကင်ယူပြီးတော့တန်းစီပြီးအောင်စားရပါတယ်အဲသူရဲ့ soft ကလည်းတော်တော်ဟိုအရှန်နေအကြိုက်ပေါ့နော် တတိမီမီဆက်ပြီးတော့တော်တော်စားကောင်းပါတယ်ရှင်။အာလေးလဲဇင်တို့ဝယ်စားဖြစ်ခဲ့ကြပါတယ်။အာပြီးွားတဲ့အခါကျတော့အာ Chinese လက်လုပ်ခေါက်ဆွဲဆိုင်လေးမှာခေါက်ဆွဲလေးဝယ်စားဖြစ်ခဲ့။ခေါက်ဆွဲသားလေးကတော့ကောင်းပါတယ်။ဒါပေမဲ့အရသာကတော့ဟိုကိုရီပါဇက်နဲ့အရင်တတိမီမီမရှိဘူးပေါ့နော်။အာအားလေးလေးဝယ်စားဖြစ်ခဲ့ပါတယ်။ပြီးလဲပြီးွားရောဘီယာလေးတောက်ပြီးတော့ရှောက်လေပြီးတော့ပြန်ခဲ့ကြပါတယ်။ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။